အဲ့ဒီမှာလူနဲ့မခံနိုင်တဲ့တရားမင်းတို့လို့အမတန်မှတကူကြီးတဲ့တတ္တရာတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတယ်။မင်းမလုပ်ခဲနဲ့ချမ်းသာဒုက္ခဆိုမရဘူး။ဆိုတော့ဒါကအလွန်ရေးကြီးတာပဲ။လုံးတဲ့လို့တိုက်တာလုံးကိုလုံးရမယ်။ဒါကြောင့်မို့ငါးပါးတိလစောင့်ထိုင်းနေဆိုတာသူ့အတူနေတာထိုင်းတာမဟုတ်ဘူးလေ။ ိုပါတော့ခုနကတရားဝဲအစမှာပဏ္ဍိပါတာဝေရမဏိသိခာပရံသမာရိယမိလို့စောင့်တည်လိုက်တယ်။စောင့်တည်လိုက်တာသမာဒါနစေရနာလို့ခေါ်တယ်။ရှောင်ကျင်ပါမယ်လို့ဂရိကဝတ်ပြုလိုက်တာ။ရှောင်ကျင်ပါဂရိကဝတ်ပြုထားတာပဲရှိတယ်။အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်။အဲ့တွေ့လိုက်ပြီဆိုရင် ကိုလာကြိုက်လို့ဖတ်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်မမယ်ဆိုတာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြတယ်။ तू ကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမန္တိပတ္တမရှောင်ပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုပ်ဖဲနဲ့ရှောင်လိုက်ရအဲ့ဒီရှောင်တော့မှ तू ကသာတီလာခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် အနာတိပတဝေရမဏိယစေရနာကိုလည်းသီလလို့ခေါ်တယ်ဝိရတိကိုလည်းသီလလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ကနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်ဒါယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိနော်ဝိရတိဖြစ်တယ်အဲ့ကြဆောက်တည်တော့ကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့သစ္စာပြရားပြောတာတံပိုးခြင်းလည်းလွန်กว่าချားတယ်လွန်กว่าချားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံ၅ပါးသီလလုံးချက်လုံးချုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ်သီလကိုမချိုးဖောက်ဘူး မချိုးဖောက်တာကိုနေစနဲ့အမြကိုယ့်ကိုဆန်းစစ်တယ်။ငါပဏာရိပတာချိုးဖောက်တာရှိသလား။အရိဏဒါနကာမေသူမိဆန်ဆန်ချိုးဖောက်တာရှိသလား။ချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာ။အဲ့ဒါလို့ကြည်နူးဝမ်းသာလာသည်ထိအောင်ကိုယ်တည်တာကိုပြန်တွေးရမယ်။ကိုယ်တည်လာကိုကိုပြန်တွေးမှတည်လာပို့အောင်တက်လာသည်ကုသိုလ်တွေကတိုးလာ။ အနုဘုဆိုရင်မတူဝိကျေးဆိုတော့ကိုယ့်အနေမှာမိကံတက်တာတွေထည့်ပြီးတော့တောခတ်ထားလို့ရှိရင်ဝိသိက္ခာဆိုင်ဟာသိက္ခာဆိုင်ပဲမတူဘာလို့ရောအထာပီဆိုလို့ရှိရင်တော့သူတိုးနေတာအဲ့ဒါလို့ပဲတီလာကပြန်မတွေးပဲနဲ့နေရင်တော့မတူဘူးတဲ့သူတိုးမရှိဘူး ဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါเนาะတိုးစေခြင်းတိုးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာဝန္တာအာရဖြစ်အောင်သီလလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုမှာလုံလောက်တဲ့အနေထားမျိုးထိရောက်နိုင်ပါတယ်ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲ အနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမตาမရမဖြစ်ဘူးနှလုံးကြည်ตาတယ်ဆိုထည့်တယ်ဝန္တာတယ်လေအဲ့ဒီနှလုံးကြည်ตาမှုကိုအကြောင်းပြုပြီးတော့ပါမောဇ္ဇဆိုရဲဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ် ိတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာပတ္တတိဆိုရယ်ကိုရောစိတ်ရောငြိမ်းအေးမှုအကြောင်းပြုပြီးတော့ဒုက္ခဆိုရယ်စိတ်ချမ်းသာမှုရည်ရစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာဓိစိတ်တည်ငြိမ်းလာတယ်တည်ငြိမ်မှုရစိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတသနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရတယ်သိတာမြင်တာဖြစ်လာတယ် ဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေဟာဒီဘဝမှာ